မင်္ဂလာပါခင်ဗျာမင်းပြီးရှယ်ရင်ကကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်မျှဝေဝေးရင်တဲ့အကြောင်းအရာကတော့ကျောင်းကြီးမင်္ဂလာ၄ပါးပဲဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားက မင်္ဂလာတုတ်တရားတော်မှာအရဒီဝိရဒီပါပါမစ္ဆဘာနာစာတန်ရမော အပမသောစာဇမေတုဣတံမင်္ဂလာမုဒ္ဓမဆိုပြီးတော့ဟောကြားခဲ့ပါတယ်အဲ့ဒီချက်၄ချက်ကတော့နမတ်အစ်အရဒီမကောင်းမှုမှစိတ်ဖြင့်ဝေးစွာရှောင်ကျင်ခြင်း နမက်နှစ်ဝရတိဘာပါမကောင်းမှုမကိုနှုတ်ဖြင့်ရှောင်ကျင်ခြင်းနမက်သုံးမေဇာဘာနာစအတယံမောအယက်တိဇာတောက်စားခြင်းမှရှောင်ကျင်ခြင်းနမက်လေးအပမာသောဇာဓမီတုကုထုတရားတို့၌မမီလျော့ခြင်းတို့ဝဲဖြစ်ပါသည်အဲ့ဒီအချက်လေးချက်ကိုမမီလေစီဖို့အတွက်စီအိတ်ကုံဦးထွန်းမြင့်ကနေကဗျာလေးဝက်တတ်တာရှိပါတယ်အဲ့ဒီကဗျာလေးကိုကျွန်တော်ဆူပြပါမယ် မကောင်းမှုရေဟူတဲ့မြကိုမသွေးခင်ကရှောင်းရှင်းလေးတွေ့ကြုံလာရင်မလွန်ကျူနဲ့အထူးတဖြင့်ဆောင်စည်းနေအရဲ့တေးစားမတောက်စားနဲ့မောင်မတဲ့တဲ့အရာပဲလောကံပြောကြသတိထားတရားမမိစေအေဒါမဗုဒ္ဓဝါဒကဗမင်္ဂလာတွေအလုံးကိုကြည်စုတင်ပါရခင်ဗျာ